မင်္ဂလာပါရှင် Rocky the Storyteller ရဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်2024ခုနှစ် March 6ရက်နေ့ည7:00နာရီခွဲအချိန်လောက်မှာကနေဒါနိုင်ငံ Ottawa မြို့ကဒီ Barrington Drive ဆိုတဲ့ area ကိုကားလေးတစ်စီးမောင်းဝင်လာခဲ့ပါတယ်အဲ့ဒီကားလေးကိုမောင်းလာတာကတော့ Vikram Singh လို့ခေါ်တဲ့အသက်30ကျော်အရွယ်အမျိုးသားတယောက်ပါသူကသူမိသားစုနဲ့ Tirilinga နိုင်ငံကနေပြီးတော့ကနေဒါနိုင်ငံကိုပြောင်းလာတာနဲ့အနှဲငယ်ပဲရှိပါသေးတယ် သူဇနီးနဲ့သူတို့မှာတာသမီ၄ယောက်ရှိတယ်အကြီးဆုံးကအင်နိုကာလို့ခေါ်တဲ့အသက်9နှစ်အရွယ်သားလေးဖြစ်ပြီးတော့ဂျန်နဲ့3ယောက်ကသမီးလေးတွေအက်ရှ်ဝင်နီကအသက်၄နှစ်ရနာယာကအသက်3နှစ်နဲ့နလသားကြော်သမီးလေးခယ်လီတို့ပါအငယ်ဆုံးသမီးလေးကသူတို့ကနေဒါနိုင်ငံကိုပြောင်းလာပြီးမှမွေးတာ ဂျီပုံကသူတို့မိသားစုပုံလေးပေါ့ဂျီပုံလေးကသူတို့တွေအတတ်မခံရခင်ရက်ပိုင်းလေးမှာပဲသုံးနှစ်ပြည့်သွားတဲ့တမီလေးရနာယာရဲ့မွေးနေ့တုန်းကရိုက်ထားတဲ့မိသားစုပုံလေးပေါ့သူတို့မိသားစုရဲ့နောက်ဆုံးပုံလေးဖြစ်သွားမယ်လို့အဲ့ဒီတုန်းကတော့မထင်ခဲ့ကြပါဘူး ဝက်ခရမစင်ဂါကတီရီလင်ကနိုင်ငံမှာနေတော့က Tele Communication Company တခုမှာသူကအလုပ်လုပ်ခဲ့တယ်။သူကသားသမီး၃ယောက်ရလာတဲ့အခါမှာသူကလေးတွေအတွက်ပို့ပြီးတော့ကောင်းမွန်တဲ့တည်ချတဲ့အနာဂတ်ကိုပေးချင်တယ်။ဒါကြောင့်မို့လို့အရွယ်ရှိတုန်းတခြားနိုင်ငံကြီးတခုခုကိုပြောင်းရွှေ့ပြီးတော့ကလေးတွေကိုပို့ကောင်းတဲ့ပညာရေးနဲ့ပို့ကောင်းတဲ့အနာဂတ်ဖန်တီးပေးမယ်ဆိုပြီးတော့သူကစိတ်ကူးတယ်။ ဒါကြောင့်မို့လို့သူကနိုင်ငံနေအများကြီးကိုလိုက်ပြီးတော့လေ့လာတယ်ဘီနိုင်ငံကသူ့အတွက်ခွင့်လန်းပိုကောင်းမလဲအဲ့ဒါမျိုးကိုတေချာလေ့လာပြီးတော့မှသူကကနေဒါကိုစိတ်ကြက်ရွေးချယ်ခဲ့တာဖြစ်တယ်ဒီလိုနဲ့သူတို့မိသားစု၅ယောက်ကနေဒါကိုပြောင်းလာခဲ့တယ် ဒီရောက်တဲ့အခါမှာတမိငယ်လေးကိုထပ်မွေးတော့မိသားစု6ယောက်ဖြစ်သွားတယ်။ဒီမိသားစု6ယောက်တာဝန်ကိုသူတယောက်ထဲထမ်းတာ။သူကစရောက်ကလေးကအလုပ်တွေအစုံလုပ်တယ်။စားတောက်ဆိုင်တွေမှာစပွဲထိုးလုပ်တယ်၊ဥပါမောင်းနဲ့ရတမြအလုပ်တွေအကုန်လုပ်တာ။ပြီးတော့မှအနာဂတ်အတွက်ဆိုပြီးတော့သူကကြောင်းလေးဆက်တက်တယ်။ဒီလိုမျိုးအသေးအတန်စူးစမ်းပြီးတော့ကြောင်းပြီးသွားတဲ့အခါမှာသူ့ကိုယ်ပိုင်တန်ရှင်ရေးကုမ္ပဏီလေးတစ်ခုထောင်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုစလုပ်ခဲ့တယ်။ သူ့ရဲ့တန်ရှင်ရဲ့ကုမ္ပဏီလုပ်ငန်းကို သူကမနေ့၃နာရီခွဲကနေစလုပ်တယ်ညနေပိုင်းမှာတော့ Uber ကိုဆက်ပြီးတော့မောင်းခဲ့တယ်။သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်သူတယောက်တည်းပဲဒီမိသားစု6ယောက်ဘဝကိုသူကကောင်းကောင်းမွန်မွန်ဝဝလင်လင်ရှာဖွေကျွေးမွေးနိုင်ခဲ့တယ်။အလုံးတစ်ခုလုပ်နေရတယ်ဆိုပေမဲ့သူ့အတွက်ကအဆင်ပြေတယ်။မနေ့စာအိမ်ပြန်စားရင်းတဲ့ကလေးတွေကိုမနေ့ကြောင်းသွားပို့တယ်။ညနေကလေးတွေကိုကြောင်းသွားကြိုးတယ်၊သမင်းစားတယ်၊ပြန်ထွက်တယ်။အဲ့ဒါလိုမျိုးတနေ့တာအလုပ်တွေနဲ့ပဲသူကလေပတ်နေတာ။ သူအလုတ်သွားတဲ့အချိန်မှာသူ့မိမကလည်းတာသမီတွေကိစ္စအိမ်ကိစ္စသူဘာမှမပူပင်ရအောင်အကုန်တာဝန်ယူဆောင်ရှောက်ခဲ့တယ်။အစ်မတန်လိုက်ဖက်တဲ့အိမ်ထောင်ပေါ့နော်။သူမျော်မှန်းခဲ့သလိုပဲသူ့တာသမီလေးတွေကိုနိုင်ငံကြီးမှာပိုကောင်းတဲ့ဘဝကိုတည်ဆောက်ပေးနိုင်ဖို့လမ်းကြောင်းပေါ်မှာသူအတော်လေးရောက်နေပြီးအခြေခံလာပြီလို့ပြောလို့ရတဲ့အနေထားပေါ့။သူចောင်းတက်တာကအော်တဝါမြို့မှာရှိတဲ့ဒီအောက်ဂန်ကွင်ကောလိပ်မှာသူကတက်ခဲ့တာအဲ့ဒီမှာသူကသူ့နိုင်ငံက ကျောင်းလာတက်တဲ့ကောင်လေးတယောက်နဲ့ယဉ်နီးခဲ့တယ်။အဲ့ဒီကောင်လေးနာမည်က Febrio De Souza တဲ့။သူကလည်းပဲတီရီလင်္ကာနိုင်ငံကနေလာတာ။သူကကနေဒါရောက်ခါစမှာတော့သူ့ရဲ့အတော်အိမ်မှာခဏနေတယ်။နောက်တော့အဆောင်ကိုပြောင်းနေခဲ့တယ်။သူက scholarship နဲ့ကျောင်းတက်တာမဟုတ်ဘူး။မိဘဆွေမျိုးတွေကထောက်တာ။ ဒါပေမဲ့သူ့ကိုကြောင်းဆက်မထောက်နိုင်ကြတော့လို့သူက2023နှစ်ကောင်မှာကြောင်းနာလိုက်ရတယ်။တချို့တင်းနေမှာတော့သူ2023ပေါ့နော်ဒီဒုတိယဆက်မက်စတာမှာသူစာမေးပွဲကြတာဖြစ်တဲ့အတွက်ကြောင့်သူကကြောင်းထွက်ရမယ့်အနေအထားရှိတယ်။အဲ့လိုမျိုးတွေလည်းရေးတယ်ပေါ့နော်။ဘေးဟာမှန်လဲတော့ကျွန်မလည်းမသိဘူး။ ။တေချာတာကတော့သူကចောင်းသားဗီဇာနဲ့ကနေဒါမှာနေနေတာ။ចောင်းသားလိုက်တာနဲ့တပြိုင်နက်သူ့ရဲ့ဗီဇာတက်တန်းကလည်းကုန်သွားတော့မှာ။အဆောင်မှာလည်းသူဆက်နေဖို့ပတ်စံမရှိဘူး။ဂျီရီလင်ကနိုင်ငံကိုလည်းသူမပြောင်းချင်ဘူး။အဲ့ဒီလိုမျိုးဒုက္ခရောက်နေတဲ့အချိန်မှာသူចောင်းတက်တုံးကယူနီခဲ့တဲ့ဝက်ကရမစင်ဂါနဲ့တွေ့တော့သူ့ရဲ့အခက်အခဲကိုပြောပြလိုက်တယ်။အဲ့ဒီချိန်တုန်းကဒေဇွဲစာကအသက်16နှစ်တောင်မပြည့်သေးဘူး။ သူ့နိုင်ငံသားကလေးတယောက်က သူများနိုင်ငံမှာဒီလိုမျိုးဒုက္ခရောက်နေတယ်ဆိုတာသိတော့ဗက်ကရမစင်ဂါကသူ့မိန်းမနဲ့တိုင်ပင်ပြီးတော့အဲ့ဒီကောင်လေးကိုသူတို့အိမ်ရဲ့မြေအောက်ခန်းလို့ပြောရမလား basement ထဲမှာအခမဲ့ပေးနေထားလိုက်တယ်။သူ့မိန်းမကလည်းသူ့လိုစိတ်ကောင်းရှိတဲ့လူပဲ။နောက်သူတို့အိမ်မှာကလေးလေး၄ယောက်နဲ့ပြီးတော့အခြားအိမ်ကတယောက်နဲ့ဆိုတော့အိမ်မှာလူများနေပြီလို့ပြောလို့ရပေမဲ့လက်ခံပေးထားခဲ့တယ်။ အဲ့ဒါအပြင်ဖေဘရူဒေဇွဲဆိုင်ရဲ့အသက်16နှစ်ပြည့်မွေးနေ့ပွဲကိုလည်းသူမိန်းမကိုတိုင်းတရားပြင်ဆင်ပြီးတော့လုပ်ပေးခဲ့တယ်။အဓိကကတော့သူများနိုင်ငံမှာဒုက္ခရောက်နေတဲ့ကလေးကိုသူဘာဆက်လို့ရမလဲဆိုတာမသိခင်အချိန်အနည်းမှာစိတ်သက်ကြမသွားအောင်သူကမေတ္တာဝိုင်းပြီးတော့ပြကြတာ။ဒါပေမဲ့ဖေဘရူဒေဇွဲဆာကအဲ့ဒီချိန်ကလေးကစိတ်သက်အကြီးကြီးကြနေပြီးသားဖြစ်နေပြီ။သူနိုင်ငံကနေကနေဒါကိုသူကအိမ်မက်တွေတပွိတပိုက်နဲ့ထွက်လာခဲ့ပြီးပြီသူဒီနိုင်ငံမှာပဲဆက်နေခြင်းတယ် ဒါပေမဲ့သူ့မိဘတွေကသူ့ကိုဆက်မထားနိုင်တော့ဘူး။သူကိုယ်တိုင်ကလည်းကိုယ့်ခြေထောက်ပေါ်ကိုကြမရက်တည်နိုင်ဘူး။မကြာခင်မှာသူ့ရဲ့ visa ကကုန်တော့မယ်။တိတိကျကျပြောရမယ်ဆိုရင်2024 March လမှာသူ့ visa ကကုန်တော့မှာ။ သူ့ဘဝကို तू ဘလို့ရှေ့ဆက်ရမလဲဆိုတာလုံးဝမသိတော့တဲ့အခြေအနေမျိုးအဲ့တော့ तू ကစိတ်သက်တွေကြပြီးတော့ဘယ်သူနဲ့မှလည်းစကားမပြောချင်ဘူးဒါကြောင့်မို့လို့ तू ကသူ့ရဲ့မိသားစုကို तू လုံးဝဖုန်းဟိုဟာအဆက်တွဲအကုန်ဖြတ်တာပေါ့နော်သူတို့ဖုန်းဆက်လာလည်းမကိုင်းဘူးပြီးတော့မိသားစုကသူ့ကိုဆက်တွဲလို့ရမယ်ဒီ social media ပေါင်းစုံကသူ့ရဲ့ account တွေသူ့ရဲ့မိသားစုရဲ့ account တွေအားလုံးကိုလည်း तू က block ထားလိုက်တယ်ဒီလိုစိတ်သက်အရန်ကြနေတဲ့အတွက်ကြောင့်သူကတနေ့မှဒီ2024ခုနှစ် January လထဲမှာသူက အွန်လိုင်းကနေပြီးတော့38စင်တီမီတာအရှည်ရှိတဲ့အမေးလိုက်ဓာတ်တစ်ချောင်းကိုမှားလိုက်တယ်။သူ့ကိုယ်သူအဲ့ဒီဓာတ်နဲ့အဆုံးစီရင်လိုက်ဖို့ဆိုဆုံးဖြတ်ပြီးတော့မှားလိုက်တာ။အဲ့ဒီကာလတွေကသူကကြောင်းလဲသွားစရာမလိုဘူးအလုပ်လည်းမရှိဘူးစိတ်ဓာတ်ကလည်းအလွန်အလွန်ကျနေတာဆိုတော့သူကဗီဒီယိုဂိမ်းတွေကြီးထိုင်ဆော့နေတာပြီးတော့ဒါမျိုးမတွေးတင်တာတွေသူတွေးတယ်ပေါ့နော်မလုပ်တင်တာတွေသူစပြီးတော့လှုပ်လာခဲ့တယ်။ အဲ့ဒီနေ့က2024ခုနှစ်မတ်လ6ရက်နေ့ညနေပိုင်းဒီဝက်ကရမစင်ကအလုရှုပ်နေတဲ့အချိန်မှာသူမိန်းမဘေ့စ်မန်ကပေါ့နော်ဒီဖေဘရူဒီဇွဲဆာရဲ့အခန်းထဲကနေလူတယောက်ငယ်တန်ပေါင်းအော်လိုက်တဲ့အတန်ကြားတယ်ဆိုပြီးတော့သူ့ကိုဖုန်းဆက်တယ်အဲ့ဒါကြောင့်သူကဒီဇွဲဆာကိုလှမ်းပြီးတော့ဖုန်းဆက်လိုက်တယ်ဟဲ့ဘာဖြစ်တာလဲ ငါမိမပြောတယ်မင်းခန်းထဲမှာအော်ဒါနေကြားတယ်လို့ပြောတယ်လို့မေးလိုက်တော့သူကဘာမှဖြစ်ပါဘူးအဲ့ဒါကျွန်တော်ကြည့်နေတဲ့ရုပ်ရှင်ဇလန်းထဲကအော်ဒါမှာအတန်လေးနည်းနည်းကြည်ကြည်လေးဖြန့်ထားမိလို့ပါဆိုပြီးတော့အေးအေးဆေးဆေးပြန်ပြောတော့ဒီဝက်ခရမစင်ကလည်းစိတ်မပူတော့သူမိမဒါရှင်နီကလည်းအောက်ကဘေ့စ်မန့်ထဲမှာနေတဲ့เนาะဒဇွဲစာခန်းထဲကအဲ့ဒါလိုအော်ဒါနေကြားတော့သူကလည်းလှမ်းအော်လိုက်တယ်ဟေးအောက်မှာဘာဖြစ်နေရလဲဆိုပြီးအော်မေးလိုက်တော့ အခဏတော့အလိုမျိုးပဲရုပ်ရှင်တွေဟာအော်တာမှာဆိုပြီးတော့ပြန်ဖြေခဲ့တယ်တကယ်တော့အဲ့ဒီချိန်မှာဖေဘရူဒီဆွဲဆာကသူ့အခန်းထဲကိုဝင်လာခဲ့တဲ့အခြားအိမ်ငါးတယောက်ဖြစ်တဲ့အမရာခွန်းကိုသူကဓာတ်နဲ့ထိုးတက်ခဲ့ပြီးသွားပြီအမရာခွန်းကသူ့အခန်းထဲကိုသူနဲ့ရုပ်ရှင်အတူကြည့်ဖို့သူဖိတ်လို့လာခဲ့တာအဲ့ဒါကိုသူကဘာရညိုးရန်စမှမရှိဘဲနဲ့ထိုးတက်လိုက်တာအမရာခွန်းကလည်းတီရီလင်္ကာနိုင်ငံသားမိန်းမနဲ့တမီလေးနှစ်ယောက်ရှိတယ် ူကကနေဒါမှာအလောလောပြီးတော့မိသားစုစီကိုငွေပို့ပေးနေတာဒီလိုမျိုးအရန်ကောင်းတဲ့ခင်ပွန်းကောင်းအဖေကောင်းတယောက်ကိုသူကအဲ့လိုဗာရန်ညိုးမှမရှိဘဲနဲ့ရေးရဲဆက်ဆက်တတ်လိုက်တယ်။အမရခွန်းကိုတတ်ပြီးတော့ဒီဇွဲစာကလေကားအတိုင်းအပေါ်ထပ်ကိုတတ်လာခဲ့တယ်။သူ့ရဲ့လက်ထက်မှာကသူ online ကနေဝယ်လာတဲ့ဓာတ်ကိုကင်ထားတယ်။သူကအပေါ်ထပ်ကိုဖြည်းဖြည်းချင်းတတ်လာခဲ့ပြီးတော့အင်ရှင်မျိုးသမီးဖြစ်တဲ့သရှင်နေနဲ့ကလေး၄ယောက်စလုံးကိုရေးရဲဆက်ဆက်ဓာတ်နဲ့ထိုးတတ်လိုက်တယ်။ သူဘလိုမျိုးတက်လိုက်တယ်ဆိုတာကရက်ဆက်လုံးလို့တခုချင်းစီကိုမပြောပြနိုင်တော့ကလေးတွေလည်းပါတယ်လေနော်နောက်ပိုင်းမှုခင်းစရာဝင်တဲ့ရက်စစ်ချက်အရဒရှင်နီနဲ့ကလေးတွေကဓာတ်ထိုးခံရပြီးတော့စက္ကန့်ပိုင်းအတွင်းမှာပဲအသက်ထွက်သွားကြတာတဲ့အဲ့လောက်ထိကိုထိုးချက်ကပြင်းတယ်ဒီအိမ်မှာရှိနေတဲ့လူကြီး၄ယောက်နဲ့ကလေး၄ယောက်စုစုပေါင်း၆ယောက်ကိုတတ်ပြီးတဲ့နောက်မှာသူကအိန်ရှင်ဖြစ်တဲ့ဝက်ကရမစင်ကောင်ဖုန်းခေါ်လိုက်တယ်အဲ့ဒီချိန်ကညနေ9:20လောက်ရှိနေပြီသူက အကိုဘေးချင်းအိမ်ပြန်ရောက်မလဲဆိုတာသိချင်လို့ဖုန်းဆက်ကြည့်တာလို့ပြောတယ်။ဝက်ကရမစင်ကနောက်ကျမယ်ဆိုပြီးတော့ပြန်ပြောခဲ့တယ်။အဲ့ဒါလို့ဖုန်းခေါ်ပြီးတဲ့နောက်မှာဒဇွဲစာကအလောင်းတွေကိုအခန်းထဲမှာလိုက်ပြီးတော့ဖွက်ထားလိုက်တယ်။ပြီးတော့သူ့ကိုယ်သူလည်းရေမိုးချိုးတန်ရှင်အောင်လှုပ်လိုက်တယ်။အဝတ်စားတွေကိုလည်းလဲလိုက်တယ်။ပြီးတော့မှသူကအိမ်ထဲမှာအေးအေးဆေးဆေးထိုင်နေပြီးတော့ TikTok လေးတွေကြည့်ပြီးတော့သူ့ကိုယ်သူစိတ်ညင်အောင်လုပ်ပြီးတော့ဝက်ကရမစင်ကအလာကိုသူကထိုင်ပြီးတော့စောင့်နေခဲ့တာ။ ဇာရီဘာမှမတိထားတဲ့ဝိကရမစင်ကအိမ်ကိုပြန်လာတဲ့အချိန်ကည10နာရီခွဲရှိနေပြီ။သူကအိမ်ရှိကိုရောက်လာတဲ့အချိန်အိမ်ကမိတဲ့အကုံပိတ်ထားနေတဲ့အမောင်ဖြစ်နေတယ်ပေါ့နော်။သူထင်တာကအိမ်သားတွေအကုန်လုံးအိပ်ပျော်သွားတဲ့အတွက်ကြောင့်မိပိတ်ထားတယ်လို့ထင်ထားခဲ့တာ။အဲ့ဒါနဲ့ကားကိုကိုတောင်ထဲမှာတွင်းပြီးတော့သူကကားပေါ်မှာဆိုရှယ်မီဒီယာကနေပြီးတော့ဗောနော်သူရဲ့တီရီလင်ကာမှာကြံခဲ့တဲ့မိသားစုတွေတငယ်ချင်းတွေတင်ထားတဲ့ post လေးတွေသူက10မိနစ်လောက်ထိုင်ပြီးတော့ကြည့်နေလိုက်သေးတယ်။ ီးတော့မှသူကအိမ်ထဲကိုကားကိုယ်တော်ဘက်ကတကားနဲ့တဆင့်ဝင်လာခဲ့တယ်။ဝက်ခရမစင်းကအိမ်ထဲကိုဝင်လိုက်တယ်ဆိုတာနဲ့ဒစ်ဇွဲဆာကသူ့ရဲ့လက်ကိုနှောက်ပစ်ထားပြီးတော့အမဆင်တင်ရက်ဆောင်နေခဲ့တယ်။သူ့ဓာတ်ကင်ထားတဲ့လက်ကိုနှောက်ပစ်ပြီးတော့ဖွက်ထားတာပေါ့နော်။အဲဝက်ခရမစင်းကဒစ်ဇွဲဆာကိုမြင်လိုက်တော့ခါကျတော့နှုတ်ဆက်လိုက်တယ်။အဲ့လိုနှုတ်ဆက်လိုက်တာနဲ့တပြိုင်နက်တစ်ဖက်ကဓာတ်နဲ့သူ့ကိုထိုးချလိုက်တယ်။အဲ့ဒီမှာအပြန်အလှန်ခြားကြရင်းနဲ့ ဝက်ခရမစင်ဂါကဒီဖေဘရိုဒီဆွဲစာရဲ့လက်ထက်ကဓာတ်ကိုလူယူလိုက်နိုင်တယ်ဓာတ်ကိုရလိုက်တာနဲ့သူကအိမ်နီးချင်းရဲ့အိမ်ဘက်ကိုအိမ်နီးချင်းရဲ့အိမ်ဘက်ကိုအော်ဟစ်အကူညီတောင်းရင်းနဲ့သူကပြေးသွားခဲ့တယ်သူနောက်မှာဒီဆွဲစာကလည်းမိဖို့ချောင်းကဓာတ်ကိုတွားယူလာပြီးတော့ပြေးလိုက်လာခဲ့တယ်ဒါပေမဲ့သူကအိမ်နီးချင်းရဲ့အိမ်ကိုရောက်အောင်ပြေးသွားနိုင်ခဲ့တဲ့အတွက်ကြောင့်လွတ်သွားတယ် သူအဲ့ဒါလို့အော်ဟစ်အကူညီတောင်းပြီးတော့အိမ်ထဲကနေပြေးထွက်လာတာကိုတွေ့လိုက်တဲ့အိမ်နှင်းချင်းတယောက်ကချက်ချင်းပဲ911ကိုဖုန်းဆက်ခေါ်ပြီးတော့အကူညီတောင်းခဲ့တယ်။ ဘခရမစင်ကလည်းအိနီချင်းကိုရောက်တာနဲ့နိုင်ဝဝကိုဖုန်းခေါ်ပြီးတော့အခြေအနေကိုသူကပြောတယ်သူသူရုတ်တရက်အဲ့လိုတိုက်ခိုက်ခံရတယ်သူမိသားစုကိုစိတ်ပူတယ်ဆိုတာအကြောင်းကြားပြီးတော့အကူအညီတောင်းလိုက်တယ်ရေးတဲ့အိမ်ကိုရောက်လာတဲ့အချိန်မှာဒစ်ဇွဲစာဘေးကိုမှထွက်မပြေးသွားဘဲနဲ့အိမ်ရှိလူကထက်မှထိုင်ပြီးတော့စောင့်နေကြတာကိုတွေ့ရတယ်သူ့ကိုဘာအခက်အခဲမှမရှိဘဲနဲ့ဖမ်းလိုက်နိုင်တယ်တကယ်တော့သူကလေဟိုပြစ်မှုလုပ်ထားပြီးတော့တောင်မှဘယ်ကိုဘလို့ပြေးရမလဲဆိုတာမသိတဲ့မပြေးနိုင်တဲ့កောင်လေးပေါ့เนาะ အဲသူ့ကိုဖမ်းတဲ့အချိန်မှာသုံးဆောင်အတိုင်းရေးတယ်ကသူ့ရဲ့အခွင့်အရေးတော့ရွတ်ပြပြီးတော့ဖမ်းတာအဲ့လိုရွတ်ပြပြီးတာနဲ့ဒေဇွဲဆာကအဲ့ဒီလူတွေအားလုံးကိုကျွန်တော်တတ်လိုက်တယ်ဆိုတော့ထပ်ခါတလေးလေးပြောပြနေခဲ့တယ်။သူ့ရဲ့အစီအစဉ်ကအိမ်မှာတယောက်တည်းကြံခဲ့တဲ့ဒီဝက်ကရမစင်ကပြန်ရောက်လာခဲ့တယ်ဆိုရင်သူကအဲ့ဒါကိုသူ့ကိုလည်းတတ်ပြစ်မယ်။ပြီးလို့ရှိရင်သူကဒီအိမ်ထဲမှာခဏဆက်နေနေမယ်။နောက်ဆုံးသူ့ကိုရေးတွေလာဖမ်းတဲ့အချိန်ထိသူကနေနေမယ်ဆိုပြီးတော့တွေးထားတာ သူနှစ်ရက်သုံးရက်လောက်တော့အေးအေးဆေးဆေးနေလို့ရအောင်မယ်လို့သူကထင်ထားခဲ့တာဒါပေမဲ့ Wickrama Singha ကိုသူကအတိမတက်လိုက်နိုင်ဘူးအဲ့ဒီတုန်းက Wickrama Singha ကကိုယ်တိုင်6ချက်လောက်အထိုးခံထားရပေမဲ့သူ့ရဲ့တန်ရာကနာလားမနာဘူးလားဆိုတာတော့မှသူမသိတော့သူမိသားစုအတွက်သူမိန်းမနဲ့ကလေးတွေအတွက်အရန်ကိုစိတ်ပူနေခဲ့တယ်အဲဒါကြောင့်သူကရေးတွေလာတာနဲ့ချက်ချင်းအိမ်ထဲကိုပြေးဝင်ပြီးတော့မိန်းမနဲ့ကလေးတွေကိုခေါ်ထုတ်ဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့ရေးတွေကသူ့ကိုဝင်ခွင့်မပြုခဲ့ဘူး အဲ့ဒါကြောင့်သူကသူ့မိန်းမနဲ့ကလေးတွေရဲ့အခြေအနေကိုတရဆက်မင်းနေခဲ့တယ်။သူ့မိသားစုအခြေအနေဆိုးမှန်းသိပေမဲ့အလုံးသေးသွားပြီဆိုတာအဲ့ဒီချိန်တုန်းကမသိရှာဘူး။ရေးတွေကသူ့ကိုချက်ချင်းမပြောပြသေးပဲနဲ့ဆေးရုံကိုအရင်ဆုံးပို့လိုက်ကြတယ်။သူကဆေးရုံမှာရက်တော်တော်ကြာကြာလေးနေလိုက်ရတယ်။ခွဲစိတ်ကူတမှုတွေအကြိမ်ကြိမ်ခံယူခဲ့ရတယ်။ သူ့အတွက်ကသူချစ်ရတဲ့မိန်းမနဲ့တာသမီ၄ယောက်စလုံးရရဆက်ဆက်အသက်ခံလိုက်ရပြီဆိုတာသိလိုက်ရတဲ့အချိန်ကကဘာကြီးပြတ်သွားသလိုခံစားခဲ့ရတယ်။သူ့ကိုကူညီဖို့အတွက်သူ့အကိုနဲ့အဖေကလည်းတီရီလင်ကနိုင်ငံနဲ့ချက်ချင်းလိုက်လာပေးကြတယ်။သူ့အကိုကသူ့ညီတယောက်တည်းလောက်ဆိုးရွားတဲ့အချိန်တွေကိုရင်ဆိုင်နေတာဘလို့မှမကြည့်ရလို့သူ့ရှိသမျှအလုပ်တွေအကုန်ပစ်ထားပြီးတော့ကနေဒါကိုလိုက်လာပြီးတော့သူ့ညီကိုဖေးမခဲ့တာပေါ့နော်။ သူမိသားစုနဲ့အတူအသက်ခံလိုက်ရတဲ့အိမ်ကအမရာခွန်ရဲ့မိသားစုကတော့လိုက်မလာနိုင်ခဲ့ဘူး။တရားရုံးမှာဒီ victim impact statement ပေါ့နော်။ဒီကျူးလွန်ခံရတဲ့သူတွေရဲ့မိသားစုတွေမှာဒီသူတို့ရဲ့ထိခိုက်နစ်နာသွားမှုတွေကိုပြောပြဖို့အချိန်ပေးတဲ့အချိန်မှာသူမိမကတီရီလင်ကနိုင်ငံကနေပြီးတော့ online ကနေပါဝင်ခဲ့တယ်။ သူယောက်ျားကမိမနဲ့တမီးတွေကိုအရန်ချစ်ပြီးတော့မိသားစုတဲ့တကယ့်ကိုအနစ်နာခံတဲ့မိသားစုတော်ဝအားလုံးကိုထမ်းထားတဲ့လူတယောက်ပါတဲ့။သူကကျမတို့မိသားစုအတွက်သူရှိသည်မအရာအားလုံးကိုပေးခဲ့တဲ့သူပါ။သူ့အချိန်၊သူ့ခွန်အားတွေနဲ့သူ့အိမ်မက်တွေအားလုံးမိသားစုအတွက်ပေးခဲ့တဲ့သူပါ။ကျမဒီကနေ့ထိအဖြစ်ပျက်တွေကိုမယုံနိုင်သေးဘူး။သူ့စီကိုကျမနေ့တိုင်းစာရီပို့နေတော့မယ်။အဖြစ်ပျက်တွေအားလုံးကိုကျမမျက်လုံးထဲမှာမြင်ရောက်နေတော့မယ်ဆိုပြီးတော့ဝန်နေကြွယ်ဆိုပြောပြခဲ့ပါတယ်။ သူ့သမီးလေးတွေနဲ့ကျမအတွက်ပိုကောင်းတဲ့ဘဝမှာနေထိုင်နိုင်ဖို့အတွက်သူစူးစမ်းမယ်ဆိုပြီးတော့ကနေဒါကိုထွက်သွားခဲ့တာသူ့ရဲ့အိမ်မက်တွေအားထုတ်စူးစမ်းမှုတွေကမျက်စိတမိတ်အတွင်းမှာပဲဖြည့်ဆည်းခံလိုက်ရပါတယ်လို့ပြောခဲ့ပါတယ်အမရာခွန်ရဲ့ဒီ73နှစ်အရွယ်သမီးကြီးကလည်းပဲသမီးကအဖေပုံတွေမြင်ရင်အဖေအကြိုက်ဆုံးတစ်ချင်းနေကြရင်ငိုနေရတော့မယ် မီးတို့အိမ်ကအရင်တုန်းကလိုမျိုးဘလို့မှပြန်မဖြစ်နိုင်တော့ဘူး။တမီးကရှေ့နေအရန်ဖြစ်ချင်ခဲ့တာ။အခုတမီးတို့ကိုရှာဖွေကြွေးမွေးတဲ့အဖေမရှိတော့ဘူးဆိုတော့တမီးရဲ့ပညာရေးကိုတာဝန်ယူမဲ့သူမရှိတော့ဘူး။ဘေးကလေးမှသူ့အဖေကိုတမီးတို့ဆုံးရှုံးရတယ်လို့မျိုးမဆုံးရှုံးသွားသင့်ဘူး။သမီးကြီးလာတာကိုအဖေဘရောမှမြင်ရမှာမဟုတ်တော့ဘူးဆိုတော့အတီကအရန်ကိုနာကျင်ရပါတယ်ဆိုပြီးတော့ရေးခဲ့ပါတယ် သူတို့ရဲ့အငယ်ဆုံးသမီးလေးက၃နှစ်ပဲရှိသေးတယ်။သူကလည်းအမေးရအဖေကိုမေးနေခဲ့တာအရန်တနာစရာကောင်းတယ်။အဖေဘာလို့သမီးတို့ကိုစကားမပြောတော့တာလဲ။အဖေဘာလို့ဗီဒီယိုခေါ်မခေါ်တော့တာလဲဆိုတဲ့မိကုန်းကိုဖြေပေးဖို့ကအမေနဲ့အမအတွက်ကတကယ့်ကိုအရန်နာကျင်ရပါတယ်။အဲ့ဒီ victim impact statement ပြောတဲ့နေ့မှာ Vikram Singh ကစကားလုံးတွေပြောထွက်ဖို့တောင်မှမနေစူးစမ်းပြီးတော့ပြောယူရပါတယ်။ သူကသူ့မိသားစုဘဝသူ့သားသမီးတွေပိုကောင်းတဲ့အနာဂတ်ကိုပိုင်ဆိုင်နိုင်ဖို့အတွက်ဒီကနေဒါကိုမှရွေးချယ်စရာနိုင်ငံတွေအများကြီးရှိတဲ့ထဲကရွေးပြီးတော့လာခဲ့တာဒီနိုင်ငံကသူ့မိသားစုအတွက်တိုးတက်ဖို့အခွင့်အလမ်းတွေအများကြီးရှိတယ်လူတွေကလည်းစင်နာတတ်တယ်တိုင်းပြည်ကလည်းအယမ်းလှတယ်ဒါကြောင့်မို့လို့သူ့မိသားစုကိုခေါ်ပြီးတော့လာခဲ့တယ်သူကရှိသမျှအချိန်နဲ့အားလုံးမှာရသမျှအလုပ်တွေအကုန်လုပ်ပြီးတော့မိသားစုကိုအကောင်းဆုံးထားနိုင်ဖို့ကြိုးစားခဲ့တယ် ဒါပေမဲ့ဒီအဖြစ်ဆိုးကြီးမမျော်လင့်ပဲဖြစ်ပျက်ခဲ့တဲ့အတွက်သူချစ်ရတဲ့မိသားစုသူချစ်စနီးနဲ့အချစ်ရဆုံးသားသမီးတွေအကုန်လုံးတပြိုင်နက်တည်းဆုံးရှုံးသွားခဲ့ရတယ်ဆိုတာကိုဆက်ပြောခဲ့တယ်ပြီးတော့ဗကရမစင်ဂါကဒလောက်ဆိုးရွားတဲ့အခြေအနေကြီးကိုရင်ဆိုင်ခဲ့ရတာတောင်မှအဆိုးအားဖြင့်အရှုံးမခံမဲနဲ့အကောင်းအားဖြင့်သူကရှင်သန်ရက်တည်နိုင်ဖို့ကြိုးစားခဲ့တဲ့လူတစ်ယောက်လို့ကျွန်မအမြင်ပါတယ် သူကသူ့သမီးလေးတွေရဲ့မွေးနေ့တိုင်းမှာတီရီလင်္ကာနိုင်ငံကစီးရင်နွမ်းပါတဲ့အကြောင်းတွေမှာအလှူတွေလုပ်ပေးတယ်။ကျောင်းကလိုအပ်တဲ့အကူအညီတွေပေါ့နော်။ကလေးတွေပညာရေးအတွက်အထောက်အကူဖြစ်မဲ့ဟာတွေကိုကူညီပေးတယ်။သူကဒီလိုမျိုးနှစ်တိုင်းပေါ့နော်။သူ့သားသမီးတွေတယောက်ချင်းစီရဲ့မွေးနေ့တိုင်းမှာဆက်ပြီးတော့လှုပ်သွားဖို့အစီအစဉ်ရှိတယ်တဲ့။ သူပြောတာကဒီအဖြစ်ဆိုးကြီးကကျွန်တော်ကဘာကြီးတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်ပြီးကျွန်တော်မိမကျွန်တော်သားသမီးကျွန်တော်အိမ်မက်ကျွန်တော်ရဲ့ငိမ့်ချမ်းမှုတွေအကုန်ဖျက်ဆီးသွားခဲ့ပြီးမနှက်ခင်းတိုင်းမှာကျွန်တော်နှလုံးသားထဲကသူတို့မျက်နာကိုမြင်ရောင်ရင်းနဲ့ကျွန်တော်နိုးလာရတယ် ကျွန်တော်နှလုံးသားထာဝရဒဏ်ရာတွေနဲ့ပြည့်နေတော့မှဘယ်တော့မှဒီဒဏ်ရာတွေကိုကုစားနိုင်လိမ့်မယ်လို့မထင်ဘူး။ဒါပေမဲ့အကူအညီလိုနေတဲ့သူတစ်ပါးကိုចောင်းသားလေးတွေကိုကူညီရင်းနဲ့ပဲသူတို့ကိုကျွန်တော်အကောင်းဆုံးတတိယနေမှာပါဆိုပြီးတော့အဲ့ဒီနေမှာပြောခဲ့တယ်။တရားသူကြီးကသူပြောတာတွေကိုနားထောင်ပြီးတဲ့နောက်မှာခမားစီကအရာခတ်သိမ်းကိုယူသွားခဲ့ပေမဲ့ခမားကသူတစ်ပါးအတွက်ရှင်တန်ဖို့စူးစမ်းနိုင်သေးတာတကယ့်ကိုချီးကျူးစရာပဲကျွန်တော်ခမားကိုလေးစားပါတယ်ဆိုပြီးတော့ပြောခဲ့တယ်။ ဒီလူသက်သမားပေါ့နော်ဖေဘရိုဒီဇွဲစာရဲ့ရှိနေက तू ကအဲ့ဒီချိန်တုန်းက16နှစ်ပဲရှိသေးပြီးတော့မိဘနဲ့ဝေးနေတယ်ပြီးတော့အတွေ့အကြုံကလည်းတိတ်မရှိသေးဘူးအရေးချင်းလဲမေမေရရမရှိသေးတဲ့အချိန်ပါဆိုပြီးတော့ပြောခဲ့တယ် နားလေစီခြင်းတဲ့သဘောနဲ့ပြောတာလို့ထင်ပါတယ်။ပြီးတော့လူသက်သမားရဲ့မိဘတွေကသူတို့သားကိုသူတို့နိုင်ငံခြားကိုပို့ခဲ့တဲ့အချိန်မှာဒီလိုအဖြစ်မျိုးဖြစ်လာလိမ့်မယ်လို့လုံးဝကို တွေးမထားခဲ့ဘူးဘူးတဲ့။မိဘတွေကတော့လူကောင်းတွေပါဆိုပြီးတော့ပြောခဲ့တယ်။ရှေ့နေက "तू ကစိတ်ကြမ်းမရေးကိုအားပြုပြီးတော့ဒီခုခံခြေပတ်တဲ့လူတယောက်တော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့အခုလက်ရှိသူ client ကစိတ်ကြမ်းမရေးအကူအညီလိုအပ်နေတယ်ဆိုတာထင်ရှားပါတယ်ဆိုပြီးတော့ပြောခဲ့တယ်။ သို့တော်လည်းတဖက်ရှိနေတဲ့ဥပဒေအရာရှိတွေကတော့သူကဒီမိသားစုနော်လူ6ယောက်ကိုတတ်ဖို့ဆုံးဖြတ်ပြီးတဲ့အချိန်မှာလုံးဝတွန့်ဆုံမှုမရှိဘဲနဲ့သူကလုံးဝရရဆက်ဆက်တတ်ခဲ့တယ်ဆိုတာထင်ရှားတယ်။ဒီလိုမျိုးအကျန်းဖက်သမားကိုရရွာလူမှုအတိုင်းဝိုင်းနဲ့ဝေးအောင်လုပ်ထားဖို့ကအရန်ကိုအရေးကြီးတယ်ပေါ့။ဒါကြောင့်မို့လို့သူ့ကိုတဘောအလုံးထောင်ထဲမှာပြစ်ဒဏ်ပေးထားတင်ပါတယ်ဆိုပြီးတော့ရှောက်လေးခဲ့ကြတယ်။တရားတကြီးက February 12ရက်က ရဲရွာလူထုတည့်ရလုံးကိုတုံးလို့သွားအောင်လုပ်ခဲ့တယ်။စိတ်ကျမ်းမာရေးပြက်တနာစိန်ခေါ်မှုရှိနေတယ်ဆိုတာကိုကျုပ်ကလက်ခံနေဆိုပေမဲ့ဒီလို့ရက်ဒီလိုအပြုတ်မှုကိုခွလုတ်ဖို့ဆိုတာကတော့နည်းနည်းလေးမှမဖြစ်နိုင်ပါဘူး။မင်းကအဲ့ဒီချိန်တော့ဘေးဟာမှားတယ်မှန်တယ်ဆိုတာကိုကောင်းကောင်းတိလျက်နဲ့ခွဲခြားနိုင်လျက်သားနဲ့လုပ်ခဲ့တာ။ဝက်ကရမစင်ကမင်းရဲ့တငယ်ချင်းမိတ်ဆွေပါမင်းကိုအိမ်မှာခိုနားခွင့်ပေးခဲ့တဲ့သူဒါကိုမင်းကသူ့ရဲ့ယုံကြည်မှုကိုအဆိုးရွားဆုံးနည်းနဲ့ ိတ်ကူးရင်ကြီးလို့တောင်မှမရနိုင်တဲ့ပုံစံနဲ့မင်းကချိုးဖြတ်ခဲ့တယ်။မင်းရဲ့အကြမ်းဖက်မှုအဆင့်ကအရန်ကိုဆိုးရွားလွန်နေတကယ့်ကိုမကောင်းဆိုးရွားတကောင်လို့ပဲ။မင်းကတကယ့်ကိုအိမ်မက်ဆိုးလိုမျိုးပဲဆိုပြီးတော့ပြောခဲ့တယ်။လူသက်သမားဒစ်ဝဲဆာကဒီတရားရင်ဆိုင်နေစဉ်ကာလာတလျှောက်လုံးမှာသူကတိတ်တိတ်ဆိတ်ဆိတ်ပဲနေတယ်တဲ့။သူ့ခေါင်းကိုတော့သူကမမတ်ထားပြီးမျက်လုံးကိုကြောက်ကြမ်းပြုံပဲသူကကြည့်နေခဲ့တယ်။သူ့ကိုကြည့်ရင်ဒီဘာခံစားချက်မှမရှိတဲ့ပုံတွေပြနေခဲ့တယ်။ तू อ่ะတကယ်တော့ online ကနေဓာဝယ်ခဲ့တာသူ့ကိုသူတတ်သေးဖို့ तू ဝယ်ခဲ့တာဒါပေမဲ့ तू อ่ะဒီသူ့ကိုသူလှုပ်ဖို့ကြတော့အရန်ကိုအားနေခဲ့တယ်ပေါ့မလှုပ်ရဲခဲ့လို့တဲ့သူ့အပေါ်မှာကောင်းတဲ့အိမ်ရှင်မိသားစုကိုကြတော့ရရဆက်ဆက်တပ်ပစ်ခဲ့တယ်တရားသူကြီးကအမိန့်ချတဲ့နေ့ကမင်းမဘာပြောစရာရှိသေးလဲဆိုပြီးတော့မေးတဲ့အချိန်မှာ तू อ่ะသူ့လှုပ်ရဲအတွက်အမှန်တကယ်နော်လုံးဝအလေးနဲ့နော်လေးလေးနက်နက်စိတ်မကောင်းဖြစ်ရပါကြောင်းနဲ့တောင်းပန်စကားတွေ तू อ่ะပြောခဲ့တယ် ကျွန်တော်ဘဝတစ်လျှောက်လုံးမှာကျွန်တော်လုပ်ခဲ့တဲ့အမားတွေကိုတတိယရင်းနဲ့တသက်လုံးနေသွားပါမယ်ဆိုပြီးတော့လည်းပြောခဲ့တယ်။သူကအိမ်ရှင်မိသားစုကသူ့ပေါ်မှာကောင်းနေကျင်နာတယ်ဆိုတာကိုလည်းပြောခဲ့တယ်။ပြီးတော့အဲ့ဒီချိန်တုန်းကသူကတိတ်နေမကောင်းဖြစ်နေလို့ပါဆိုပြီးတော့လည်းပြောခဲ့တယ်။ဘလို့ပဲဖြစ်ဖြစ်သူ့ရဲ့လုံရက်ကတော့လုံးဝခွလွတ်နိုင်စရာမရှိတဲ့အတွက်သူ့ကိုလူတက်မှုဒီ first degree မှာဒါနဲ့၄မှု second degree မှာဒါနဲ့၅မှုအဲ့ဒီအတွက်ကိုထောင်ဒဏ်တသက်တကျွန်းချမှတ်ခဲ့တယ်။ပြီးတော့ လူတက်ရန်ကြံစီမှုတစ်ခုအတွက်အဲထောင်ဒဏ်25နှစ်ကိုတပြိုင်တည်းကြခံဖို့ဆိုပြီးတော့အမိန့်ချလိုက်တယ်။သူကနောက်ထပ်25နှစ်တိတိထောင်ထဲမှာလုံးဝဖေရိုးလျှောက်ထားခွင့်မရှိ နေရမှာဖြစ်တယ်ပေါ့နော်။အော်တိုဝါမြို့တော်ဝန်ကဒီအမှုကသူတို့မြို့တမိုင်းမှာအဆိုးရွားဆုံးအဆုလိုက်အပြုံးလိုက်လူတက်မှုတစ်ခုဖြစ်ပါတယ်ဆိုပြီးတော့ပြောခဲ့တယ်။ဒီအမှုရဲ့အဆုံးသက်စီရင်မှုကိုဒီအပတ်ထက်မှပဲလုပ်ခဲ့တယ်။နိုဝင်ဘာလ6ရက်နေ့မှာအမိန့်ချခဲ့တာ။ တိရီလင်္ကာနိုင်ငံသားတွေကဗုဒ္ဓဘာသာကိုကိုးကွယ်ကြတာဆိုတော့ဒီအမှုမှာသူဦးဒီအသက်ရှင်ကျန်ရစ်ခဲ့တဲ့ဒီဝက်ကရမစင်ဂါရဲ့စကားကကျမတို့ကိုတကယ့်ကိုအတိတရားရစေတယ်ပေါ့နော်။သူကမီဒီယာအင်တာဗျူးတစ်ခုမှာသူပြောခဲ့တာကချစ်စနီးနဲ့သားသမီးတွေကိုဆုံးရှုံးခဲ့ရတဲ့အတွက်လွန်ခဲ့တဲ့တစ်နှစ်လုံးကကျွန်တော်အတွက်အင်မတန်ကိုခက်ခဲပါတယ်။ဒီအဖြစ်ဆိုးကြီးကကျွန်တော်ကိုတင်ခါစာအကြီးကြီးပေးခဲ့ပါတယ်။အရာခက်သိမ်းကမတည်မြဲဘူး။အနှိမ့်စတရားတွေပါပဲဆိုပြီးတော့ပြောခဲ့တယ်။ ကျွန်တော်ကကျွန်တော်မိသားစုကိုကေဖို့စူးစမ်းခဲ့ပေမဲ့အရန်ကိုနောက်ကျသွားခဲ့ပါတယ်။အခုကျွန်တော်မှအသက်ရှင်ဖို့ဒုတိယအကြိမ်ခွင့်ရရခဲ့တယ်။ဒါဟုတ်ကျွန်တော်မဖြုံးသီးပြစ်ချင်ဘူး။အဲ့ဒီတုန်းကကျွန်တော်မှရွေးချယ်စရာနှစ်ခုရှိခဲ့ပါတယ်။တစ်ခုကတော့နာကျင်နာကိုဖြေဖြောက်ဖို့အတွက်မူရစေဝါပေါ့အရက်တွေကိုတောက်စားပြီးတော့အရက်သမားအဖြစ်ခံပြီးတော့ဘဝကိုရှုံးပေးလိုက်မလား။ဒါမှမဟုတ်လို့ရှိရင်ဒီနာကျင်မှုတွေကိုထွေးပွင့်ရင်းနဲ့ပဲဘဝကိုရှေ့ဆက်မလားဆိုတာပါပဲ။ ကျွန်တော်နှလုံးသားထဲမှာကျွန်တော်ချစ်စနီးနဲ့တာသမီလေးတွေကအမေးရှိနေပါတယ်။သူတို့အတွက်ကျွန်တော်အမြဲတမ်းဂုဏ်ယူတယ်။ကျွန်တော်ချစ်စနီးနဲ့ကျွန်တော်တို့ရဲ့လက်ပတဲ့ချစ်ပုံပြင်လေးက15နှစ်စာကျွန်တော်ရင်ထဲမှာရှိနေခဲ့တယ်လို့ပြန်ပြီးတော့ပြောပါတယ်။ဒီအဖြစ်ဆိုးဖြစ်သွားတော့လူတွေကသူ့ကိုကူညီချင်တဲ့အတွက်အလှူငွေတွေပေးကြတယ်။သူကအဲ့ဒီပတ်စံနဲ့အားလုံးနဲ့ဖောင်ဒေးရှင်းတစ်ခုတည်ထောင်လိုက်ပြီးတော့ကြီးရီလင်္ကာနိုင်ငံမှာရှိတဲ့ကလေးတွေပညာရေးအတွက်လှူဒန်းခဲ့ပါတယ်။ဆက်လက်ပြီးတော့လည်းလှူဒန်းသွားမယ်လို့သိရတယ်။ ကနေဒါနိုင်ငံမှာဒီဒင်းသုံးနေတဲ့ဒီသူတို့နိုင်ငံကဖုံးကြီးတစ်ပါးကဒီတကာကသူ့ကိုလာလှူတမျအပြင်သူရှာလို့ရသမျှတွေကိုလည်းသူ့တကိုးစီစာထက်ပေါ့နော်အများအတွက်လူတိုင်းရင်းနဲ့သူ့ရဲ့နာကျင်ကြေကွဲမှုတွေကိုအကောင်းဆုံးနည်းနဲ့ကုစားနေပါတယ်ဖုံဖုံတို့အားလုံးလည်းဆက်လက်ပြီးဒီတကာကိုဝိုင်းဝန်းဖေးမဖို့လိုပါတယ်ဆိုပြီးတော့မိန့်ခဲ့ပါတယ် ူဘဝအခြေအနေအဆိုးဆုံးကိုရင်ဆိုင်ခဲ့ရပေမဲ့ဖြစ်သမျှကိုတရားနှင့်ဖြေရင်းနဲ့ဘဝကိုအများအတွက်ကူညီမြဝေရင်းနဲ့အကောင်းဆုံးရှင်သန်ဖို့ကြိုးစားနေတဲ့ဝက်ကရမစင်ဂါကို ကျမကအလွန်ပဲလေးစားမိပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်မိတ်ဆွေတို့အားလုံးကိုကျေးဇူးများရှိတင်ပါတယ်။ Rocky the Storyteller YouTube channel ကနေပြီးတော့ခုလိုမျိုးစိတ်ဝင်စားစရာမှုခင်းတွေကိုရှာဖွေပြီးတော့ recap လုပ်ပြီးတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားတဲ့မိတ်ဆွေတွေ like and subscribe မလုပ်ရသေးဘူးဆိုရင်ကျေးဇူးပြုပြီးတော့ Rocky the Storyteller YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်နော်အစ်စ်တင်တိုင်းသိလို့ရအောင်လဲခေါလောင်ပုံလေးကိုနှိပ်ပေးခဲ့ဖို့မမေ့ပါနဲ့အောင်လို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်